လာရှုမြို့ရင်းနေထိုင်သူတွေအတွက်နိုင်ငံသားစီစီရေးကတ်နဲ့တခြားလူဝင်မှုကြီးကြပ်ရေးကိစ္စတွေစတင်ပြုလုပ်ပေးနေပြီဖြစ်တယ်လို့လာရှုမြို့ကန်တချို့ရဲ့ပြောကြားချက်တွေအရသိရပါဗျ။မေလ19ရက်ကစတင်ပြီးလာရှုမြို့ပေါ်မှာနေထိုင်သူတွေအတွက်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကလာရှုမြို့နယ်ဦးစီးမှုရုံးမှာမှတ်ပုံတင်တွေပြုလုပ်ပေးတာပျောက်ဆုံးသွားတဲ့မှတ်ပုံတင်တွေအင်အားစုစည်းရင်းတွေမှွေတိုးပြုလုပ်တာတွေ UID ကောက်ယူတာစတာတွေကိုပြုလုပ်ပေးနေရလို့သိရပါဗျ။ဒီနေ့ကစပြီးလုပ်ပေးနေတယ်။ မပုံတင်ပြောင်းသွားတဲ့သူတွေအတွက်ရောတခြားသကောင်စင်းပြောင်းဆုံးပြည့်စည်သွားတာတွေအတွက်ရော UID ကောက်ယူတာရောပြန်လုပ်ပေးနေတယ်ဒီနေ့စလုပ်ပေးတယ်လို့လာရှုမြို့ကန်တဟုကပြောပါရယ် လက်ရှိလာရှုမျိုးရဲ့အခြေအနေဟာဌာနဆိုင်ရာရန်တရားတွေပုံမှန်လက်ပတ်နိုင်မှုဆောင်ရွက်လျက်ရှိပြီးလျှက်စင်မီကတော့မျိုးပေါ်တချို့ရက်ွက်တွေမှသာရန်ရှိသေးတယ်လို့သိရပါတယ်။လျှက်စင်မီကတော့ရတဲ့နေရာတွေမှာတော့ပြက်နေတယ်။နေရာတော်တော်များများတော့မရသေးဘူး။ရေကတော့စီပင်ကဖြန့်ပြူးနိုင်အောင်လုပ်ပေးနေတာတွေ့တယ်။တခြားဌာနဆိုင်ရာတွေကတော့ပြန်လည်လက်ပတ်ဖို့စူးစမ်းနေတာတွေ့တယ်လို့လာရှုမျိုးကန်တဟုကပြောပါတယ်။ အလားတူလားရှုံးမြို့မှာရှိတဲ့ဂရင်900အထွေထွေယောဂကုဆင်းရုံကြီးမှာရှိတဲ့ရေဘော်ဌာနကမေ9ရက်မနက်ပိုင်းကစတင် ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။လားရှုံးမြို့ပြည်သူဆင်းရုံကြီးကိုလာရောက်ဇေဝကုသကြတဲ့လူနာတွေကိုလက်တလုံးမှာမနက်၈နာရီကနေ၁၂နာရီမော်လဲ၁နာရီကနေညနေ၅နာရီအထိဆီယံဝင်ကြီးတွေနဲ့ကျမကြီးဝန်ထမ်းတွေကကြီးစုကုသပေးနေတယ်လို့သိရပါတယ်။